င်္ဂလာပါကျွန်တော်တို့ဒီနေ့ပြောမယ့်အကြောင်းအရာကတော့စုံစမ်းသတ်ချင်းလို့မိပြထားပါတယ်စုံစမ်းသတ်ချင်းလို့ခေါ်တဲ့ခါမှာစတန်မာနဲ့ရဲ့ကျွန်တော်တို့ပုံမှာစုံစမ်းသတ်ချင်းအရာလေးဖြစ်ပါတယ်အဲ့တော့စတန်မာနကကျွန်တော်တို့လူသားတွေတာမကပဲနဲ့တခင်ရှုလောကကိုလာတဲ့ချိန်တော့ကလည်းတခင်ရှုကိုယ်တိုင်စုံစမ်းသတ်ချင်းနေကြုံတွေ့ရတာဖြစ်ပါတယ်ဘာသာဆိုကျွန်တော်ကြံပတ်တဲ့ဘက်ဖတ်ချင်ပါတယ်ရှင်လုကာခရစ်ဝင်အခန်းကြီး20အငယ်3မှာ ထုအခါစာတန်ဒီတပဲ့တော်တကြိနပါအဝင်ဖြစ်တော်ယူရရှာကယောထဲတော်ဝင်ဒီဖြစ်၍တခေရှုအနန်တညမတိုင်ခင်မှာတပဲ့တော်ဒီနဲ့စပွဲစပွဲမှာလဲလျောင်းပြီးတော့အစာစားတဲ့ချိန်မှာအချိန်မှာစာတန်မနကယူရရှာကယောထဲဝင်လာတယ်ပေါ့နော်တခင်ရှုကိုရောင်းစားဖို့ပေါ့နော်တခင်ရှုကိုရန်သူလက်ထက်မှာအဖို့ရန်အတွက်အဓိက တည့်ရခန့်ကယူရရှာကတော့ဖြစ်တယ်ဒါပေမဲ့စာဒမနာယူရရှာကတော့ဝင်တဲ့ချိန်မှာသခင်ယေရှုကခွင့်ပြုတယ်ပေါ့နော်ခွင့်ပြုတယ်ကျွန်တော်ဒီရှင်ယောဟန်ခရစ်ဝင်ခန်းကြီး73ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး73အငယ်၂ခုမှာပေါ့နော်အငယ်၂ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး73အငယ်၂ခုမှာ ထိုတူဒီမုတ်တလုံးစာကိုခံပြီးမှစာတန်ဒီတူထက်တဝင်လေယေရှုကလည်းတင်ပြုတ်ရတော်မှုကိုအလေမြန်ပြုတ်လောဟုထိုသူအမင်းတော်မူ၏တင်ပြုတ်ရတော်အမှုကိုအလေမြန်ပြုတ်လောဟုထိုသူအမင်းတော်မူဆိုတဲ့အခါမှာယူဒရှာကယုတ်ကိုပြောတာဖြစ်တယ်ယူဒရှာကယုတ်ကိုနင်းလုဆက်ရှိတာလုပေါ့နော်အဲ့လိုဆိုလို့ချင်တာဖြစ်တယ်စာရန်ကိုတခင်ရှိပါပြီတော့ခွင့်ပြီးလဲဆိုတော့ခမဲတော်ရဲ့အလိုပြည့်စုံဖို့ပေါ့နော် လူဝါကားတိုင်းမှာအတိတက်ခံရဖို့ရန်အတွက်သာဒမဏကိုတခင်ရှုအခွင့်ပေးတယ်အဲ့ဒါကိုဆိုလိုခြင်းဖြစ်တယ်ဆိုတော့တခင်ရှုကိုယ်တိုင်ဒီလောကလာတဲ့ချိန်မှာသာဒမဏကဆုံးဆန်းဒါဖြစ်တယ်ကျွန်တော်ဒီရှိမတခရူရဲ့ခန်းကြီး26ပေါ့နော်ရှိမတခရူရဲ့ခန်းကြီး26အငယ်27မှာဖတ်တဲ့အခါမှာဆုံးဆန်းတော့စစ်ချင်းနဲ့ကိလိုမီတာစုတောင်းလက်စောင့်နေကြလော့ စေဝိညာဉ်ကစေတနာရှိတော်냐လဲကိုမူကအာနေတီဟုပေတရုအာမင်းတော်မူပြီးမှတခင်ရှုအပန်းစီမခါရခင်ပေါ့နော်အပန်းစီမခါရခင်မှာကေတရှိမဥယင်မှာစုံစမ်းနှဆချင်းကင်းလို့ဖို့တပည့်တော်တွေကိုဆူတောင်းဖို့တိုက်တွန်းတယ်ပေါ့နော်တခင်ရှုပထမဆုံးချင်းကေတရှိမဥယင်မှာဆူတောင်းတယ်ပြန်လာတယ်တပည့်တော်တွေရှိရနေရာကိုတပည့်တော်တွေက ိပ်ပျော်နေကြတယ်ပေါ့နော်အိပ်ပျော်နေကြတယ်ဒုတိယကြိမ်ဆူတောင်းတယ်ပြန်လာတယ်တပည့်တော်တွေအိပ်ပျော်တော့မေးဆိုတော့တတိယအကြိမ်ဆူတောင်းတယ်ပြန်လာတယ်တပည့်တော်တွေအိပ်ပျော်တော့ပေါ့နော်အဲ့တခင်ရှုကနင်တို့အိပ်ပျော်ခြင်းလဲမြင်တို့ဆက်ပြီးတော့အိပ်ကြပေါ့နော်ဒါပေမဲ့အခုချိန်ကအာဒီစီမန်တက်ခရီးဝင်ခန်းကြီး26 အငယ်လေး55လောက်မှာထိုးနောက်တပြည့်တော်တို့ရှေ့တော့ပြန်လာလေယခုအိပ်ပျော်လေညီဝဲစွာနေကြတော့လူသားကိုစိုးတော့တူတော့လက်တော့အနိုင်ရတော့အချိန်ရောက်လာပြီတဲ့ဆိုတော့တခင်ရှူဒီကိတဗရှိမဥယျာဉ်မှာစုံစားခြင်းနဲ့ကင်းလွတ်ဖို့ပေါ့နော်၃ချိန်နဲ့ဆူတောင်းတာဖြစ်တဲ့ဒါမဲ့ခမဲတော်ကနာမညောင်ခဲဘူးပေါ့နော် ဲ့ဒါကိုကျွန်တော်တွေ့ရမှာဖြစ်တယ်စုံစမ်းနေခြင်းနဲ့ပတ်သက်တဲ့အရာပေါ့နော်ပြီးတော့ကျွန်တော်ကဘာဦးချမ်းအခန်းကြီး၃ပေါ့နော်ကျွန်တော်ကဘာဦးချမ်းခန်းကြီး၃လောက်မှာဒီမွေပေါ့နော်မွေဆိုတဲ့ဒီသာတမဏကနေပြီးတော့အာဖျားဖန်စင်းထားတဲ့အဒါနဲ့အဝါကိုလည်းဖျက်တဲ့ကြောင်းဖြစ်တယ်ကဘာဦးချမ်းကျွန်တော်အခန်းကြီး၃လောက်လေ့လာခါမှာမွေဒီတဲ့ထရပ်အရှင်ဖျားသခင်ဖန်စင်းတော်မူသောမွေတဲ့သရိစံတကာတို့တဲ့ လိမ္မာတွေဖြစ်ဖြစ်မိန်းမအားဒီတို့ဒီဥယျာဉ်၌ရှိသမျှတော့အပြင်တို့အတေးကိုမစားရဟုဧကန်စင်စက်ပြန်တခင်မင်းတော်မူတလားဟုမေးဤတဲ့ဆိုတော့ပထမအောင်ဆုံးချင်းစာတမဏကဒီဖျက်ဖန်စင်ထားတဲ့အာဒာနဲ့ဧဝကိုပေါ့နော်စတင်ပြီးတော့လိမ့်နေလက်ဖြစ်တာဖြစ်တယ်တနည်းအဖြစ်ဆုံဆန်းချင်းပေါ့နော်ဆုံဆန်းချင်းလောက်တာဖြစ်တယ်အဲ့ဒီစာတမဏရဲ့ဆုံဆန်းချင်းကလည်းအောင်မြင်သွားတယ်ပေါ့နော်ဘာလို့ဆိုတော့ အေးဝကနေပြီးတော့ဖျက်သခင်မစားရဘူးဆိုတဲ့ပြင်ထားတဲ့အပြင်ကိုစာတန်ရဲ့တွေးထုတ်မှုကြောင့်အေးဝကစားပြစ်သွားတယ်အေးဝကစားပြီးတော့အဲ့ဒါနဲ့မပြီးဘူးအာဒံကိုထပ်ပြီးတယ်ပေါ့နော်ဆိုတော့အာဒံလည်းအပြစ်ဖြစ်သွားတယ်အာဒံနဲ့အေးဝအမအပြစ်ဖြစ်သွားတယ်ဆိုတော့စာတန်မနာကဘယ်ရည်ဝင်တယ်လဲဆိုတော့ကျွန်တော်တို့ရဲ့အနီနာကျွန်တော်တို့ရဲ့ပေပဝင်ခြင်း အဲ့ဒီအရင်စာဓာမဏကအလုတ်လုတ်လာဖြစ်တယ်။အဲကြောင့်ကျွန်တော်တို့နေ့နေ့စဉ်တိုင်းအသက်ရှင်တဲ့အချိန်မှာကျွန်တော်တို့နေ့စဉ်နေ့တဲ့အတွေးတွေတည်ထားဖို့လိုအပ်တယ်ပေါ့နော်။ကျွန်တော်နေ့စဉ်တဲ့အတွေးတွေမှာဘာတွေလဲတွေးနေလဲလောကအကြောင်းလားပေါ့နော်။လောကအကြောင်းတွေပဲတွေးနေသလား။ကောင်းကင်နဲ့ပတ်သက်တဲ့အကြောင်းတွေကျွန်တော်တွေးနေသလားဆိုတာနေ့စဉ်တိုင်းကျွန်တော်အတွေးတွေကိုတည်ထားဖို့အရေးကြီးတာဖြစ်တယ်။ တခင်ရှုလောက်ခေါ်လာတဲ့ချိန်မှာဘာပြောလဲဆိုတော့တန်ချီပိုးရမဖြစ်စည်းတဲ့ကောင်းကင်ဘန်တာကိုစီပူကြပါတဲ့ကျွန်တော်ဒီအာရှိမတဲ့ခရခန်းကြီး6ပေါ့နော်ရှိမတဲ့ခရဝဲအခန်းကြီး6အငယ်စကိုကျွန်တော်အာလေ့လာလိုက်ခါပေါ့နော်ရှိမတဲ့ခရဝဲအခန်းကြီး6 ။အငယ်စကိုးမှာတန်ချီပိုးရဖြစ်စည်း၍တခိုးထွင်းပေါက်ခိုးယူရမေချီပေါ်မှာဘန္နာကိုမစီပူးချနဲ့။ဆိုလိုချင်တာကကျွန်တော်တို့ဒီလောကအရာတွေပေါ်မှာကျွန်တော်တို့ကတစ်ချိန်လုံးပေါ့နော်စိတ်ပူပန်ပြီးတော့အဲ့ဒီအရာတွေကိုရှာဖွေရင်းနဲ့အချိန်ကြီးကုန်ဆုံးဖို့မဟုတ်ဘူးဆိုလိုချင်ဖြစ်တဲ့ကောင်းကျင်ဘန္နာဖြစ်တဲ့အာ အခန်းငယ်20ပေါ့နော်မာသဲရှိမှာတက်ခရင်ခန်းကြီး6ငယ်20မှာတန်ချေပိုးရမဖြစ်စည်း၍တခိုးမထွေးမဖောက်မခိုးอยู่ရကောင်းကင်ဘုံ၌ဗန္တာကိုစီပူကြလောကောင်းကင်ဘုံမှာကျွန်တော်တို့ရချင်းရင်ကျွန်တော်တို့ကလောကမှာကောင်းကင်ဗန္တာစီပူရမယ်လို့ဆိုလိုခြင်းဖြစ်တယ်အကြောင်းသာဒမနကကျွန်တော်စီမအလုပ်လုပ်တဲ့ခါမှာအဝေးကြီးကမလာဘူးပေါ့နော်ကျွန်တော်တို့ရဲ့အနီးနာကကျွန်တော်တို့ နေစီနေတဲ့စကားပြောတဲ့သူတွေကျွန်တော်တို့နဲ့ထိတွေ့ဆက်ဆံတဲ့သူတွေကျွန်တော်မိသားစုပေါ့နော်ကျွန်တော်ရဲ့ဥမာယောက်ျားရှိလို့ဆိုရင်ယောက်ျားအင်ထောင်အင်ထောင်ဖက်ပေါ့နော်ကိုယ့်ရဲ့အင်ထောင်ဖက်တီးရနေဖြစ်ဖြစ်ပေါ့နော်လာတတ်တာဖြစ်တယ်အာဒံအာဒံစီကိုအပြစ်ရောက်ဖွယ်ရန်အတွက်သူရဲ့ဇနီးဖြစ်တဲ့အီဝါကနေပြီးတော့အပြစ်လာတာဖြစ်တဲ့ဒါကြောင့်စတမနကဆုံးစတဲ့အခါမှာအဝေးချမလာဘူးကိုအနီနာလူတွေကိုအတုံးချပြီးတော့ လိန်လေလက်ဖြစ်လာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့တက်တာမှာနေစင်တဲ့တက်တာမှာနှုတ်ကပတ်တော်အဖြစ်အသက်ရှင်ဖို့နှုတ်ကပတ်တော်အဖြစ်ကျွန်တော်တို့နေတိုင်းစံစာပတ်ရှုပြီးတော့နှုတ်ကပတ်တော်နဲ့ကျွန်တော်တို့ဆုံးသခြင်းနဲ့လာတဲ့အခါမှာနှုတ်ကပတ်တော်ပေါ်မှာရည်တည်ဖို့လိုတာဖြစ်တယ်ကျွန်တော်ယောဘဝတ္ထုအခန်းကြီး1ယောဘဝတ္ထုအခန်းကြီး2နေ့လာတဲ့အခါမှာယောဘရဲ့မိသားစုတွေနေစင်တဲ့တိုင်းဖျက်တဲ့ခင်တော်ဖျက်ထန်တော်မှာခါစားဖို့ ရောက်လာတဲ့ချိန်မှာတဲ့စတာမနတ်လည်းပါလာတယ်တဲ့ဆိုတော့စတာမနတ်ကပထမအဆုံးဆုံးဆန်းအောင်ရှင်းဖို့ရန်အတွက်ဖျားတခင်စီရနေပြီးတော့သူကအခွင့်ရတယ်ပေါ့နော်ဖျားတခင်ကတည်းကဆိုရင်ရောပါရပိုင်ဆိုင်မှုတွေအလုံးကိုဖျက်ဆီးဒါမဲ့သူ့ရဲ့ခန္ဓာကိုယ်တော့မထီရအောင်ဆိုပြီးတော့မိန်တယ်ဒီဘဝတို့ခါကျစ်တင်မှာစတာမနတ်ကရောပါပိုင်ဆိုင်မှုတွေအလုံးကိုဖျက်ဆီးပြလိုက်တယ်ပေါ့နော်ဒါပေမဲ့ရောပါ ယောဘရဲ့ခန္ဓာကိုယ်တော်ဖျက်ဆီးဖို့ဒုတိယကြိမ်အဲ့လိုပဲဒီစနေတိုင်းယောဘရဲ့မိသားစုရအလုံးထောက်ပြထတော်မှာခါစားဖို့ရရလာကြတယ်တဲ့အိမ်မှာဆရာမနကဆူစားဖို့ပြန်ပြန်ရောက်လာတယ်အိမ်မှာဆရာမနကယောဘရဲ့ခန္ဓာကိုယ်ကိုစုံစမ်းအောင်ရှက်ဖို့ပေါ့နော်သူရဲ့ခန္ဓာကိုယ်ကိုအဲ့လိုမျိုးဖျက်ဆီးလိုက်ရင်ယောဘက ဖယားတခင်ကိုစွန့်ပယ်လိုက်မယ်ပေါ့နော်စွန့်ပယ်လိုက်မယ်ဆိုပြီးတော့သူကဖယားတခင်ကိုပြန်ပြောအဲဆိုရင်ဖယားတခင်ကလည်းဆလာကိုပဲပြန်ပြောလို့ဆိုတော့အဲ့ဒါဆိုရင်သူ့ရဲ့အသက်ကိုတော့နင်ထိလို့မရဘူးယောဘရဲ့အသက်ကိုထိလို့မရအောင်ဒါပေမဲ့ယောဘရဲ့ခန္ဓာကိုတော့နင်းကိုအလိုက်ပြီဆိုပြောတယ်ပြောတယ်ဆရာအဲ့ဒီဆက်ပြောဆရာမနက်ကယောဘရဲ့ခန္ဓာကိုဖြစ်စီဖို့ပေါ့နော်အကုန်လုံးယောဘရဲ့ခန္ဓာကိုတွေအနှစိမ့်တွေအလုံးပေါက်စီတာဖြစ်တယ်နောက်ဆုံးသူ့ရဲ့မိမ့်မှ ကျောင်းရပါရဲ့မိမတော်မနေ့ရဖရာကိုဘာဖြစ်လဲဆွလွလိုက်တော့နေ့ရဖရာကိုမခိုးခွင်းနဲ့တော့ဆိုပြီးတော့ထစ်တော့ရပါရဲ့မိမနေပြီးတော့ရပါကိုကွာတယ်ပေါ့နော်ရပါကိုမချီတော့ဘူးနောက်ဆုံးရပါတက်အောင်ထဲပဲဖရာကိုယုံကြည်မှုလုံးဝမပြတ်ဘူးပေါ့နော်ရပါအဲ့ဒီလိုဒုက္ခခံတဲ့ချိန်မှာဆရာမနဲ့ရဲ့ temptation ခံရတဲ့ချိန်မှာဖရာကိုလုံးဝအပြစ်မပြောဘူးတဲ့ဘလောက်ထိ ယုံကြည်ခြင်းအကောင်းလဲပေါ့နော်ဆိုတော့ကျွန်တော်တို့လည်းအဲ့ဒီလိုစုံစမ်းသစ်ချင်းဒီဝင်လာတဲ့ခါမှာယောဘဝယောဘရဲ့တတလိုဖယားတခင်ပေါ်မှာယုံကြည်မှုမပြတ်ဖို့ပေါ့နော်ဖယားတခင်ပေါ်မှာယုံကြည်မှုမလျော့ဖို့ရတဲ့အရေးကြီးတာဖြစ်တယ်ဒီလိုပြတဲ့ခါမှာသာဒမနာကကျွန်တော်တို့ယုံကြည်သူရောမယုံကြည်သူရော ယုံကြည်ခြင်းအားနဲ့တူတယ်ပေါ့နော်ယုံကြည်ခြင်းအားနဲ့ဆိုတာဘုရားကိုတတိယလိုက်ဘုရားကိုတတိမေးရလိုက်ပေါ့နော်အဲ့လိုလူတွေလူတွေအားလုံးကိုလိန်လေလက်ပြောဆရာမနာကတော့တစ်ချိန်လုံးသူကကြိုးစားနေတာဖြစ်တယ်ကိုယ့်ရဲ့တတကနောကပတ်တော်ပါပေါ်မှာမရက်တည်ဘူးဆိုရင်တော့ဆရာမနာကကျွန်တော်တတတဲ့ကိုလွယ်လေးလေးနဲ့ဝင်ရောက်ဝင်ရောက်လို့လာမှာဖြစ်တယ်ကိုကနောကပတ်တော်ပေါ်ပေါ်မှာရက်တည်ရဆိုရင်တော့ဆရာမနာက ကျွန်တော်တို့ရဲ့စိတ်နှလုံးထဲကိုလွေလွေလေးနဲ့ဝင်ရောက်ဖို့ပေါ့နော်လွေမှာမဟုတ်ပေါ့နော်အဲ့ဒါကိုကျွန်တော်နေ့စဉ်နေ့တိုင်းမှာအသက်ရှင်တဲ့ချိန်မှာအထူးပေါ့နော်သတိထားဖို့ရတွေ့ရေးချိပါကျွန်တော်တို့နှုတ်ကပတ်တော်ပေါ့နော်ကျန်းစာကျန်းစာမတ်ချီမတ်တက်ခရီဝင်ခန်းချီရှစ်ပေါ့နော်ချီမတ်တက်ခရီဝင်ခန်းချီရှစ် ငယ်အငယ်နဲ့ဆီလကဖတ်တဲ့ခါမှာကန်တဖက်ကဒရပ်ပြီးတော့ရောက်တော်မူတော့ခါနဲ့ဆိုးဆွဲတော့လူနေအောင်တို့ဒီထိုလန်းကိုပဲသူမြတ်မတွားနိုင်အောင်အလွန်ကြံ့ကြုတ်စွာပြုနေတင်းချင်းတစားပြင်မှထွက်လာရဲ့ကိုတော့ကိုခကြီးဥချိုပြုတ်ပြင်းလင်ဆိုတော့တခင်ရှုဒီကဒရပ်ပြီးရောက်တဲ့ခါမှာတဲ့နဆိုးဆွဲလူပေါ့နော်နဆိုးဆွဲလူနေရောက်ကတင်းချင်းနဲ့ထွက်လာတယ်ပြီးတော့ အာတခင်ရှုကိုပေါ့နော်တခင်ရှုကိုဖျက်တခင်တတော်တခင်ရှုပေါ့နော်ကိုတော်နဲ့ကျွန်ုပ်ကဘယ်လိုတက်ဆိုင်မှုရှိတယ်လဲဆိုပြီးတော့ပေါ့နော်အာယဆုနာဆိုရီယာတခင်ရှုကိုဘယ်လိုပြောမလဲစကားနဲ့ပေါ့နော်စကားနဲ့ तू ကအာစီးကြတာပေါ့အချိန်မရောက်ပြီကျွန်တော်တို့ညင်းဆဲချင်းကကြွလာတော့မို့တလို့ဟု အော်ရလျှောက်ကြ၏အဲ့နဆိုးဆွေးတဲ့သူတွေကသခင်ရှုကိုငါတို့ကိုညင်းပန်းနေစေဖို့အတွက်ဖခင်ရသားတော်သခင်ရှုပေါ့နော်ငါတို့စီကိုလာတလားဆိုပြီးတော့အဲ့ဒီနဆိုးဆွေးလူရအော်တာအမှားတော့အဲ့နဆိုးကအော်တာပေါ့နော်နဆိုးဆွေးဆိုမှတော့အထဲမှာနဆိုးကနေရာယူပြီးဆိုတော့အဲ့ဒီနဆိုးဆွေးတဲ့သူတွေကနတ်တော့ကိုတဲ့ ညင်ထုတ်တဲ့ခါမှာတဲ့အဲ့ဒီဝတ်သေးကိုဝိရသေးကိုညင်ထုတ်ခွင့်ပေါ့နော်ငါတို့ပေးပါတဲ့ဆိုတော့အဲ့နဆိုးဆွဲခါမှာခုနကပြတဲ့သာဒမနတ်ပေါ့နော်သာဒမနတ်ကတခင်ရှိုးစီမှာခွင့်တောင်းတယ်ပေါ့နော်ငါ့ကိုညင်ထုတ်ရင်အဲ့ဒီဝတ်သေးကိုတွားလဲခွင့်ပြပါဆိုပြီးတော့တခင်ရှိုးကလည်းအဲ့ဒါဆိုရင်ဝတ်သေးကိုတွားစေလို့ပြောတဲ့ခါမှာအဲ့ဒီနဆိုးက ဆွဲတူနောက်ရဲ့အထဲကဒီနဆိုးတွေထွက်ပြီးတော့ဝက်သေးကိုရောက်တော့လေပေါ့နော်ဆိုတော့အဲ့ဒီဝက်တွေပြေးပြီးတော့ဘယ်မှာရောက်တယ်လဲဆိုတော့ရှင်မတက်ခရဝင်ခန်းကြီးရှစ်အငဲတူစနစ်နဆိုးလို့ဒီထွက်သွားဝက်သေးတော့ဝင်တဲ့ဖြစ်ဝက်အဆူရှိသမျှဒီအင်ကန်းဆောက်ကိုတဟုံတဲ့ပြင်းစင်း၍ရေနိုင်တေကြဤတဲ့အဲ့ဒီဝက်တွေက ပြေးပြေးတော့တဲ့အိုင်ကန်းဆောက်အိုင်ကန်းဆောက်ဘောဘောအဲ့မှာထိုးချတော့လဲကန်းထဲကိုလို့ပြောမလဲဒီလိုမျိုးမြင့်တဲ့အရာတွေပြုတ်ချပြီးတော့ရေအိုင်ထဲကိုပြုတ်ချတော့လဲပေါ့နော်အဲ့ဒါကိုဆိုလို့ချင်းဖြစ်တယ်ဆိုတော့အဲ့ဒီဝက်တဲ့တေးတော့ဒါပေမဲ့အဲ့နဆွတ်တေးလာပေါ့နော်အဲ့နဆွတ်မတေးဘူးဆိုတော့နဆွတ်ကဒီကပါကုံးနဲ့ထိူတော့ရှိမှာအဆွတ်မတေးနိုင်ဘူးနောက်ဆုံးအဲ့နဆိုးတွေနဲ့ဒီမာနတေးပေါ့နော်ဒီတားရဲတို့ မေဆာပရိုဖက်တွေတော်မဲ့နေရာနောက်ဆုံးဒီနောက်ဆုံးတော့ကာလာတရားစီရင်ပြီးတဲ့အခါမှာဒီကန့်နဲ့ယောတဲ့မိအိုင်တဲ့ကိုဖေယတခင်ကပစ်ချက်မှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒါမဲ့သူတို့နောက်ဆုံးတော့ကာလာရင်မတိုင်မီတော့သူတို့ဒီကဘာထဲမှာပဲသူတို့လှုပ်ရှားနေမှာဖြစ်တယ်ဆိုတော့အာကျွန်တော်ဒီနေ့ပြောတဲ့ဒီစာရမဏတ်ပေါ့နော်စာရမဏတ်ကြောင့်ပြတဲ့အခါမှာကျွန်တော်ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး30 အငယ်၁၀မှာပါရထားဆိုတော့တခိုးဒီခိုးချင်းတချင်းဖြစ်စေချင်းငါတလားတဤတဲ့ငါမူကသူတို့ဒီအသက်လွတ်ယုံမြမကထုတ်တဲ့ပြည့်အသက်နဲ့ပြည့်စုံစေချင်းငါလားတဤတဲ့တခင်ရှုကတခိုးလို့ပြောခါမှာစတာမနတ်ကိုပြောတာဖြစ်တယ်စတာမနတ်ကခိုးချင်းတချင်းဖြစ်စေဖို့လာတော့ညလဲတဲ့ငါကဒီလောကလာတဲ့ကြောင်းရင်ကသူတို့ဒီအသက်လိမ့်မှာမကဘူးဒီလောကသားတွေအသက် စတမနစီကနေအသက်လူရင်မကအထူးတဖြစ်ပေါ့နော်အသက်ကိုအဲ့ဒီစတမနစီကနေစတမနစီကနေပြန်နှုတ်ပြီးတော့အသက်ကိုပေါ့နော်အသက်ကိုပြန်ပေးဖို့ဆိုလိုချင်တာကဖရရဲ့တာဖြစ်ရတဲ့ခွင်းကိုပေါ့နော်ပြန်ပေးဖို့အတွက်ငာလာလာဖြစ်တယ်လို့ဆိုလိုချင်ဖြစ်တယ်အားချောင်းသရမနဆူရာအဝေးကြီးကမလာဘူးပေါ့နော်ကျွန်တော်အနည်းနာလာတာဖြစ်တယ်အားကြောင့် ဒီစုံစမ်းခြင်းတွေမခံနိုင်တဲ့ခါလူတွေကဘာဖြစ်လဲဆိုတော့အာ suicide တွေပေါ့နော်ကိုကိုကိုအဆုံးစီရင်တာတွေဖြစ်တယ်ဘာလို့ဆိုတော့စာတာမနက်စရနေကောင်းတာတခုမလာဘူးနော်စိတ်တကြတာတွေနော်စိတ်တကြတာတွေကိုကိုကိုအပြစ်မြင်တာတွေပေါ့နော်ကိုကိုမကောင်းဘူးကိုကိုကိုတိမ်ငယ်တဲ့အရာတွေအားလုံးကစာတာမနက်စရလာတာဖြစ်တယ်အကြံခွန်းတာကျွန်တော်တို့ဒီတော်ဝက်တွေပေါ့နော်တော်ဝက်တွေပြ ဒီမှာဆုံးသတ်လို့လာဆုံးတယ်လဲဆိုတော့ကြောက်ကမ်းမမကြာပြီးတော့တည်သွားတယ်တဲ့အဲဒါကြောင့်ကျွန်တော်တို့နေစီနေတာမှာလဲဖယံတော့ကပတ်တော်နဲ့ယက်တီဖို့ရန်တို့ကြည့်ကြည့်တာဖြစ်တယ်။ဘာလို့ဆိုစာရမဏတ်ကို အခွင့်ပေးရင်ကျွန်တော်စိတ်နှလုံးထဲကိုစာရမဏတ်ကိုအခွင့်ပေးရင်တော့စာရမဏတ်ကကျွန်တော်ရဲ့အတက်ကိုကျွန်တော်ရဲ့ခန္ဓာကိုယ်ကိုဖျက်ဆီးဖို့လုပ်မယ်ကျွန်တော်အတက်ကိုတည်အောင်လုပ်မှာဖြစ်တယ်။သူတစ်ဖြစ် suicide တွေပေါ့နော်မိမိကိုယ်ကိုပေးချောင်းချန်စီကြတွေလူငယ်တွေပေါ့နော်အဲ့အရာလူငယ်တွေဆိုရင်မိမိကိုယ်ကိုပေးချောင်းချန်စီကြတွေကိုခက်မှာမျက်လာတယ်ပေါ့နော်ဒါကြောင့်ဒီရတယ်ပေါ့ကျွန်တော်ကဆရာကိုအခွင့်မပေးဖို့ရတဲ့အရေးကြီးတယ်ပေါ့နော်အထူးသဖြင့်ဒီစုံစမ်းတဲ့ချင်းတွေနဲ့ကျင်းဖို့ရတဲ့တခေရှိောကကေတရှိမှာဥယျာဉ်မှာဆူတောင်းတယ်လို့ကျွန်တော်တို့လည်းနေစင်တိုင်းကိုတက်တာကိုလောကပတ်တော်နဲ့ဆင်ကျင်ပြီးတော့ဆူတောင်းဖို့ရတဲ့ အရေးကြီးတဲ့ဆိုတဲ့အကြောင်းပြောရင်လည်းအရောက်စတိုင်းကို God bless you happy sunday